ဖေဖော်ဝါရီလ21ရက်နေ့ကဩစတြေးလျနိုင်ငံမဲဘုံမြို့အနီးမှာရှိတဲ့ဈေးဝယ်စင်တာတစ်ခုပေါ်ကိုအပေါ်စားလေယာဉ်ငယ်တစ်စီးပြတ်ကျသွားခဲ့တာကြောင့်လေယာဉ်ပေါ်မှာလိုက်ပါလာသူ၅ဦးသေဆုံးခဲ့ပါတယ်။ Beechcraft လေယာဉ်ကုမ္ပဏီကထုတ်လုပ်တဲ့အဲ့ဒီလေယာဉ်ဟာမြေပြင်ကနေစတင်ထွက်ခွာပြီးတဲ့နောက် Ascendant Fee Data အနီးမှာရှိတဲ့ဈေးဝယ်စင်တာတစ်ခုပေါ်ကို ပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။ Victoria ပြည်နယ်ရဲတပ်ဖွဲ့ရဲ့လက်ထောက်ရဲမင်းကြီး Stephen Lane ကအဲ့ဒီလေရင်ပြတ်ကျမှုမှာလူငါးဦးသေဆုံးခဲ့ပြီးအသက်ရှင်ကျန်ရစ်သူရှိပုံမရဘူးလို့ပြောပါရယ်။ Victoria ပြည်နယ်ဝန်ကြီးချုပ် Daniel Andrew ကတော့ဒီဖြစ်စဉ်ဟာဆယ်စုနှစ်သုံးခုအတွင်း၎င်းပြည်နယ်မှာအဆိုးဝါးဆုံးလေရင်မတော်တဆမှုဖြစ်တယ်လို့ဆိုပါရယ်။ မဲဘုံမြို့မြောက်ပိုင်းကအဆန်တန်လေးစိတ်ကနေထွက်ခွာလာတဲ့ပုဂ္ဂလိကအစင်းလုံးကားလေးဟာနိုင်ငံတောင်ပိုင်းမှာရှိတဲ့ကင်းဆိုင်လန်ကိုဥတီပြန်တန်းပြီးတဲ့နောက်မနက်ခင်းလူအသွားအလာများပြားလှတဲ့အထက်အမြင်လမ်းမကြီးအနီးမှာပြတ်ကျသွားခဲ့တာဖြစ်ပါတယ်။ဈေးဝယ်စင်တာဖွင့်လှစ်ဖို့တနအိခက်လူနေသေးတာကြောင့်အဲ့ဒီအဆောက်အုံထဲမှာထိခိုက်ဒဏ်ရာရသူတွေမရှိခဲ့ဘူးလို့အာဏာပိုင်တွေကအတည်ပြုပြောပါရယ်။ ဩစတြေးလျသဲယူပို့ဆောင်ရေးဆိုင်ရာဘင်းအန်ဒီရဲ့ကင်းရှင်းရေးဘျူရိုကအခင်းဖြစ်ပွားတဲ့နေရာကိုစုံစမ်းရေးမှုတွေဆင်းလွတ်ထားတယ်လို့ပြောပါရတယ်။အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက်မှာအဆက်တန်လေစိတ်ကိုပိတ်ထားခဲ့ပြီးလေရင်ခရီးစဉ်အားလုံးကိုမဲဘုံမြို့ရဲ့အဓိကလေစိတ်နှစ်ခုဖြစ်တဲ့တာလာမရင်းနဲ့အဗလွန်လေစိတ်တွေထံလမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့လည်းသိရပါရတယ်။